မျက်စိရားခြင်းအကြောင်းအရင်းများမျက်စိရားရန်ခြင်းဟာအလောင်းအဖြစ်များပြီးလူကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့နေရာတစ်ခုပါအဓိကဖြစ်ွားစေတဲ့အကြောင်းအရင်းတွေကိုအောက်ပါအတိုင်းဖွဲပြားဖော်ပြပေးလိုက်ပါလေဓမ္မတဲ့ခြင်းအချက်အများဆုံး မျက်စိရာခြင်းရဲ့အဓိကတရားခံကတော့ဓမ္မတည့်ခြင်းပါပဲ။ဇာတိဥဒုဆံရာဓမ္မတည့်ခြင်း။ပန်းဝင်းမုံများမျက်ပညာနဲ့သိပညာမှထွက်တော်အမှုညာကြောင့်ဖြစ်တတ်ပါလေ။ပတ်ဝန်းကျင်ဆိုင်ရာအရာများဘုံလုံးများပရိစ္ဆာအမွေးအမြင်များမှုနဲ့ မွေးနံပြင်းတော့ရေမွေးတော့မဟုတ်မိခိုးမွေးများကြောင့်လည်းရားရံတတ်ပါလေမျက်ရည်ခမ်းကြောက်ခြင်းမျက်ရည်အလုံးလောက်မထွက်ခြင်းတော့မဟုတ်မျက်ရည်အရည်တွေမကောင်းခြင်းတို့ကြောင့်မျက်လုံးချောက်တွေပြီးရားရံမှုကိုခံစားရစေပါလေအထူးသဖြင့်ဟိုတက်ကြီးသာသူများဒီအီးပြီးစခန်းလေး အကြာကြီးနေလူများတွင်ပိုဖြစ်တတ်ပါれသတိရရာတို့မဟုတ်ဗိုင်းရပ်စ်ကိုဝေရောက်ခြင်းကြောင့်မျိုးလုံးများညီရပြီးအလွန်ရာရန်တတ်ပါれမျက်ဝတ်ထွက်ခြင်းနဲ့မျိုးလုံးပြရခခြင်းတို့ပါတွဲဖြစ်တတ်ပါれမျက်စိအငောင်းမိခြင်းဟုံးကုန်ယူတာများကို အချင်းကြာမြင့်စွာကြီးရှုခြင်းစာဖတ်ခြင်းများတို့ကြောင့်မျိုးလုံးကြွက်သားများညောင်းညာပြီးရရန်တတ်သာပါလေ။မြတ်ခမရောင်ငန်းခြင်းမြတ်ဘုံအနာတများတွင်ဗတိယာများခေါအောင်ခြင်းတို့မဟုတ်အစီကလေးများပိတ်ဆို့ခြင်းကြောင့်မြတ်ကောင်များရောင်ရင်းကောင်မျိုးလုံးရရန်ခြင်းကိုချစ်စီပါလေ။ မြက်ကမှအတုံးပြုခြင်းမြက်ကမှကိုအချိန်ကြာမြင့်စွာတတ်ဆင်ခြင်းဒေညာစွာတန်ဆင်းရေးမလို့ခြင်းတုံးဟုတ်မြက်ကမှဤနဲ့ဓမ္မတဲ့အခြင်းတို့ကြောင့်လေရှင်းနိုင်ပါလေညလုံးကိုလုံးဝမပုတ်ပါနဲ့ပူလီပူရားလေးဖြစ်ပြီးညလုံးကိုပုံထိခိုက်စေနိုင်ပါလေ ရေးကပ်ပေးပါတန်ရှင်းသောအဝိပါပါတို့မဟုတ်